အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ခေါင်းစဉ်ကတော့တလုံးလေးနဲ့ Animal in the World လို့အမည်ရတဲ့သမုတ်တရားရင်းနဲ့ရဲ့ထူဆန်းထွေလာဖြစ်တဲ့တရားတစ်ခုဖြစ်ပြီး Pacific သမုတ်တရားထဲဆယ်စုနှစ်များစွာပိတ်တင်နေထက်နေတဲ့တစုံတရားကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအရာကိုဘာကအလောက်ထူးခြားစေနေခဲ့တာပါလဲ အနုမဗေဒပညာရှင်တွေ ပြည်လဲအလားတပုံဆရာတွေနဲ့လူထုရဲ့အာယုံကိုတင်ပိုက်သွားတာကတော့52 house way လို့ခေါ်တဲ့အတန်လိုက်၅စနစ် house နဲ့ဝေလာ၅ကောင်ပဲဖြစ်ပါတယ်အဲ့ဒီဝေလာငါးကသူ့မျိုးနွေတွေကိုတောင်မဆက်သွင်းနိုင်တဲ့တတ္တဝါတကောင်ပါ ဆိုတော့ဒီဝေလာငါးကတကယ်ပဲသူ့ကိုအထီးကျန်တဲ့ဝေလာငါးဖြစ်နေရလားဒါမှမဟုတ်လူတွေခုထိရှာဖွေမတွေ့ရှိသေးတဲ့ single ပြောင်းလဲမှုဖြစ်စဉ်တစ်ခုလား1989နောက်ပိုင်းစီးရဲကလာတွေတုန်းက အမေရိကန်ရေတပ်ကဒီဆိုဖီယက်ရင်ကုန်တင်ပေါ်ဒီကိုစောင့်ကြည့်ဖို့အတွက်နဲ့ Sound Surveillance System နဲ့ရောက်အတန်လိုင်းတွေကိုဖမ်းယူနားထောင်ပြီးစောင့်ကြည့်ခဲ့ကြပါတယ်။ဒီရောက်အတန်လိုင်းတွေထဲမှာဆိုရင်ပင်လေကူတင်ပေါ်တွေတွာလာတဲ့အတန်နဲ့သမုတ်တရားတဲ့ရွေးပြောင်းတွာလာနေတဲ့ဝီလာငါအုပ်စုတွေအချင်းချင်းတရှင်းဆိုပြီးတော့ဆက်သွယ်တဲ့အတန်တွေလည်းပါဝင်ပါတယ်။စေကာလာအလုံးမှာတော့နေပေါင်းများစွာဖမ်းယူခဲ့တဲ့ရောက်အတန်လိုင်းမတန်းတွေကိုအမေရိကန်အစိုးရကသုတေသနပညာရှင်တွေကိုလေ့လာခွင့်ပြုခဲ့လိုက်ပါတယ်။ အဲ့ဒီအတန်မတန်းတွေထဲမှာကြာနေကြအတန်မဟုတ်တဲ့အတန်လိုက်90စနစ်ဟက်ကိုတည်တည်ထိုင်ပြလိုက်ကြပါတယ်။ဒီအတန်ဟာဘလင်းဝေလာ9တွေရဲ့ချင်းချင်းဆက်တွေ့နေကြအတန်လိုက်ထက်မြင့်နေခဲ့ပါတယ်။ဘလင်းဝေလာ9တို့တော်များများဟာအထူးသဖြင့်ဝေလာ9ပြားတွေနဲ့ဖင်းဝေလာ9တွေကသူတို့အချင်းချင်းဆက်တွေ့ရမှာအတန်လိုက်15ဟက်နဲ့25ဟက်ရှားတွေကအတန်လုံးတွေပဲဆက်တွေ့လေရှိကြတာပါ။ဒီခဏနဲ့အတန်ကအတင်းတော်တဲ့အခြေအနေမှာဆိုရင်မိုင်ပေါင်းရာချီအထိရောက်ရှိနိုင်ပါတယ်။ဒါပေမဲ့ ဒီအတလိုက်9စနစ်ဟက်ကဝေလာ9တကောင်အတွက်ဆိုရင်အလွန်ထူးခြားပြီးတော့ဝေလင်းဝေလာ9မျိုးစိတ်တွေအတွက်ဆိုရင်အရန်ကိုမြင်တဲ့အတန်လုံးဖြစ်နေတာပါသမုတ်တရားသေးကဆူညံတန်တစ်ခုလုံးတောင်တတ်မှတ်လဲလို့ရတာပါ ရဲ့ဒါလိုင်း90နှစ်ဟက်ကို Woodhull Oceanography Institute WHOI ကသတိပြုမိခဲ့ပြီးနေ့အတော်တန်းကြာအောင် Visit Fate မုတ်တရားတစ်လျှောက်အဆိုပါအတန်ရဲ့တော်လာလုံရှာမှုကိုစောင့်ကြည့်လေ့လာပြီးအတန်ဖွဲ့စည်းပုံကိုလေ့လာခဲ့ကြပါတယ်။စောင့်ကြည့်လေ့လာမှုတွေအပြီးမှာတော့ဝေလ9ပြာနဲ့ဝေလ9မျိုးဆက်အတမူကွဲနေတဲ့ဝေလာကအမိမတိရတဲ့မျိုးစိတ်ဆိုပြီးခံမှန်းတုံးတက်ခဲ့တဲ့ကြပါတယ်။ ဒီအတန်လိုက်50နှစ်ဟက်ဆွေလာ9ကိုစတင်စုံစမ်းမိကြရာဆက်လို့ယနေ့အထိဆိုရင်10ဆွေနဲ့3ခုကျော်လာခဲ့ပြီလို့ဆိုပါတယ်ခရစ်တွေပြောင်းလဲလာပြီးပင်လေရောက်သူတွေတနာလုပ်တဲ့ဤပညာတွေတိုးတက်လာပြီဆိုပေမဲ့အတန်လိုက်50နှစ်ဟက်ဝေလာ9ကတော့ယနေ့အထိတိုင်ပဟိနေ့တခုအဖြစ်ကျန်ရှိနေသေးပါ အထင်ရှားဆုံးသိရှိမှုဆိုရင်တော့အဆိုပါအတန်ဟာတကောင်သေးစီရလာတာဆိုတာပါပဲအဆိုပါအတန်ပိုင်းရှင်ဝီလာ9ရဲ့ရာတီအလိုက်လေးလေးလှူရှားသွားလာမှုတွေကိုလေလာဆောင်ကြည့်ခဲ့ကြပေမဲ့အပြင်မှာသိရှိရတယ်လို့တကားမှအတိမပြုနိုင်ခဲ့ကြသေးပါဘူးသူရဲ့မျိုးစိတ်အသက်နဲ့အရွယ်အစားဟာတတိကျကျဆိုရင် ခုအထီးတိုင်ပဲဟိနီဆက်ဆန်တရှိနေဆဲဖြစ်ပါတယ် ဝေလာ9ပြားနဲ့ဖင်းဝေလာ9မျိုးဆက်ဆိုရင်တော့နှစ်ပေါင်း80ကနေ90အထိရှင်သန်နိုင်ပြီလို့ခန့်မှန်းရပါတယ်1980ခုနှစ်နောက်ပိုင်းမှာစတင်တွေ့ရှိခဲ့တဲ့အထီးကျန်ဝေလာ9ဟာခုထိတိုင်အသက်ရှင်နေပြီဆိုရင်သူဟာတက်လက်ပိုင်းအရွယ်ကိုရောက်ရှိနေပြီလို့ယူဆလို့ရပါတယ်ပညာရှင်အချို့အဆိုအရဗလင်းဝေလာ9တွေကအသက်ကြီးလာတဲ့အမြတ်တို့ရဲ့အတန်တိတ်တိတ်ဆာနဲ့အတန်လိုင်းတွေပြောင်းလဲလာတယ်လို့ဆိုကြပါတယ် ဒီဝဲလာငါးကြီးသာစိတ်ဆုနစ်ချီပြီးတက်တန့်ရှိပြီဆိုရင်ကျွန်တို့ဟာဒီနေ့မှာတမုတ်တရားရဲ့သူဆန်းထွေလာပဟိဏီတခုကိုမြင်တော့မမြင်လိုက်ရပေနဲ့သူရဲ့နောက်ဆုံးအော်တန်ကိုကြားလိုက်ရပြီးနှုတ်ဆက်လိုက်ကြရမှာဖြစ်ပါတယ်